မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ရန်လှုံ့ဆော်နေပြီးတော့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့များကလည်းကုန်သွယ်ရေးလမ်းကြောင်းများကိုပိတ်ဆို့ခြင်းနဲ့တည်ငြိမ်အေးချမ်းမှုပြက်ပြားအောင်ဆောင်ရွက်နေတဲ့အတွက်တိုင်းပြည်ရဲ့စီးပွားရေးအခက်အခဲဖြစ်နေရကြောင်းအကြမ်းဖက်စစ်ကောင်စီမင်းအောင်လှိုင်ကညှိတွားပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့ဝင်ကြီးအဆင့်အစည်းအဝေးနဲ့ကောင်စီဝင်များရဲ့အစည်းအဝေးများမှာအခုလိုမျိုးစစ်ကောင်ဆောင်မင်းအောင်လှိုင်ကညှီးတွားနေခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံဟာစီဝိုင်းတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ရေကန်မြေကန်ကောင်းများနဲ့လူသားအရေးမြစ်များရှိပြီးဖြစ်တော်လဲ။ NUG အမျိုးသားညီညွတ်ရေးအစိုးရကစီဝိုင်းအရေးပိတ်ဆို့ခြင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့များကလည်း ကုံသွဲလမ်းကြောင်းများကိုပိတ်ဆို့ခြင်းနဲ့တည်ငြိမ်အေးချမ်းမှုပြတ်ပြားစေရန်ဆောင်ရွက်နေခြင်းကုန်စည်စည်းစိမ်မှုများကိုနှောင့်နှေးပိတ်ဆို့အောင်ဆောင်ရွက်နေခြင်းများကြောင့်တိုင်းပြည်စီးပွားရေးအခက်အခဲဖြစ်ပေါ်နေရတယ်လို့ပြောဆိုခဲ့ပါတယ်။နိုင်ငံစီးပွားရေးဟာမကောင်းမွန်တော့ပဲ ကျွမ်ဝေတိုင်ဖို့ထိုးကြရခြင်းဟာ NUG နဲ့တိုင်းရင်းသားလမ်းနက်ကိုင်များရဲ့နှောက်ယှက်မှုကြောင့်ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကြောင့် CY ပိတ်ဆို့မှုနဲ့ကုန်သွယ်လမ်းကြောင်းများဖြတ်တောက်နေမှုများကိုကြော်လွှားနိုင်ရန်စ조사ရမှာဖြစ်ပြီးတော့အခုလိုမျိုးကြော်လွှားနိုင်မယ်ဆိုပါကကုန်သွယ်မှုများကောင်းမွန်လာပြီးတော့နိုင်ငံရဲ့စီးပွားရေးပုံမှုတိုးတက်လာကငွေကြေးတန်ဖိုးများလည်းတိုးတက်လာမှာဖြစ်တယ်လို့စစ်ကောင်းဆောင်ကပြောဆိုခဲ့ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံအတွင်းကိုတွင်းကုန်များကိုဖြစ်နိုင်သမျှရှော့ချရန်မြန်မာနိုင်ငံကထွက်ကုန်များကိုပို့ကုန်အဖြစ်တင်ပို့ရန် ထုတ်ကုန်များကိုပုံမထုတ်လုပ်နိုင်ရတဲ့အတွက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ် ပြည်ရင်းစားသုံးမှုဖူလုံရေးကိုအလေးထားရန်အထူးသဖြင့်နှစ်စဉ်ပြန်မြစားသုံးစီဒေါ်လာတန်900ကနေတန်600အတွင်းပြည်ပကနေပြီးတော့တင်သွင်းနေရမှုကိုပြည်ရင်းစီဖူလုံအောင်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်နိုင်ငံခြားငွေကုန်ကျမှုကိုရော့ကျစေမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။တရားစတာများကိုတရားမဝင်ထုတ်လုပ်ခြင်း၊ရောင်းဝယ်ခြင်းနဲ့တရားမဝင်ကုန်သွယ်မှုများကိုဖြစ်ပေါ်စေရေးအတွက်အထူးကြံ့မှတ်ကြရန်မင်းအောင်လှိုင်ကညွှန်ကြားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမြန်မာနိုင်ငံအတွင်းကို73စီတင်သွင်းမှုများကိုလည်းတတ်နိုင်သမျှရှော့ချပြီးတော့နိုင်ငံခြားငွေ ်ကုန်ကြမှုနှဲပါစေရေးဆောင်ရွက်ရန်လဲစစ်ကောင်းဆောင်မင်းအောင်လိုင်ကညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNDB လွိုင်ကော်မျိုးမိုင်းလုံးရက်ကွက်မှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ23ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ရိုက်ကော်မြို့မိုင်းလုံးရက်ကွက်မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်စက်တက်ထက်တိုက်နဲ့ GTC ကျောင်းတော်မှာတပ်ဆွဲနေရယူထားတဲ့အကြမ်းဖက်စစ်သားများကို KA KNDF ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာတန်နေကုန်နီးပါးတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။ KA KNDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးကတော့စိုးရင်ရတယ်လို့သိရပါတယ်တိုက်ပွဲကနေတိုင်းလိုလိုဖြစ်တယ်ဇူလိုင်လ23ရက်နေ့ကတော့မနက်ခင်းကနေတိုက်ပွဲဖြစ်တာတနေကုန်ပဲစစ်ခွေးတွေဘက်ကလည်းထိခိုက်သေးဆုံးမှုတော့ရှိတယ်အတိအကျတော့မသိရဘူးသွေးကွက်တွေကြည့်ရတာတော့သိနိုင်တယ်ဘလောက်ထိခိုက်သေးဆုံးမှုရှိတယ်ဆိုတာကတော့ခန့်မှန်းလို့မရဘူးကျွန်တော်တို့ဘက်ကတော့ရဲဘော်၃ဦးဒဏ်ရာရတယ်တအူးကတော့စိုးရင်ရတယ်လို့ KNDF တပ်ရဲ28ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် KNDF တပ်ရဲ28အနေနဲ့ရဲဘော်များထိခိုက်ဒဏ်ရာရမှုမရှိစေရန် ကျဲကလေးတွေမကြွေစေဖို့ချက်ဝက်ကြီးကနဲ့ကာဝယ်စို့ကမ်ပိန်းပြုလုပ်ရရှိပြီးတော့ပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်မေတ္တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့ပေါ်မှာအချမ်းဘတ်စစ်ကောင်းစီတပ်သားများစီးနေလိုက်ပါလာတဲ့ကားတစ်စီးကိုပြစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဇူလိုင်လ22ရက်နေ့ညနေ3နာရီအချိန်မှာရေပြူမြို့ပေါ်မှာအကြမ်းဖက်စစ်သားများစီးနင်းလိုက်ပါလာတဲ့ကားတစီးကိုပျောက်ကြားနှီးနဲ့ပြစ်ခတ်တိုက်ခတ်ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်ပြစ်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား4ဦးတေဆုံးကတအူးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်အခုလိုမျိုးအပြန်အလှန်တိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ MA3 အမျိုးအစားတပ်နက်၄လက်ကြီပေါက်၁၂ခုအီနာကဘုံဒီ၇လုံးလက်ပြဘုံ၄လုံး G အတောက်400နဲ့လက်ကင်ဖုံနှလုံးတို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရေပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL တပ်ခွဲတက်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအချိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စီရဲအထူးအတိတ်တရီပြုတ်သွာလာနေထိုင်ကြရန်ရေပြူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကင်မြို့ကိုစစ်ကောင်စီကဒုတိယအကြိမ်လေရင်နဲ့ဘုံကျဲချမှုကြောင့်ဟိုတယ်ဝန်ထမ်း၂ဦးသေဆုံးပြီးတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ22ရက်နေ့ညတကောင်17:18မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်လေရင်များကလောက်ကိုင်းမြို့ဇင်းဟောင်းနေရာကိုဘုံများနဲ့ကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုဘုံကျဲချခဲ့တဲ့အတွက် Lucky Hotel မှာအဆောင်ဖြစ်နေနေထိုင်နေတဲ့ဝင်းနန်နှစ်ဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။တိတ်ဆုံးသူနှစ်ဦးဟာအမျိုးသမီးတဦးနဲ့အမျိုးသားတဦးဖြစ်ပြီးတော့တခြားသောဝင်းနန်တဦးဟာလည်းအပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။ Hotel ရဲ့ Housekeeping ဝင်းနန်နှစ်ဦးဆုံးတယ်။တခြားဝင်းနန်တွေကမှန်ကွဲစရီစိုက်ပြီးတော့ဒဏ်ရာရတယ်။ Hotel ကပိတ်ထားတာ။လေရင်နဲ့ဘုံကျဲတဲ့အချိန်မှာ ဟိုတယ်ဝန်ထမ်း9ဦးတည်းကမန်နေဂျာအပါအဝင်6ဦးကတတိယထပ်မှာရှိနေပြီးတော့သုံးသွားတဲ့ဟိုတယ်ဝန်ထမ်း2ဦးနဲ့ဒဏ်ရာရတဲ့2ဦးကဟိုတယ်ရဲ့ပထမထပ်မှာရှိနေတာပါလို့လောက်ကိုင်းက MNDA သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်ဇူလိုင်လ14ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ကလောက်ကိုင်းကိုပထမဆုံးအကြိမ်ဖြစ်တဲ့ဘုံကျဲချခဲ့ပြီးအရက်သားပြည်သူတို့တေဆုံးခဲ့ရတယ်လို့သိရပါတယ် အကြမ်းဖက်စစ်ကောင်စီရဲ့တပ်များကအရသာပြည်သူများနေထိုင်တဲ့နေရာများကိုဥတီတိုက်ခိုက်နေခြင်းဟာအကြမ်းဖက်လုပ်ရဖြစ်ပြီးတော့ပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်ကိုချိမ်းချောက်နေတဲ့လုပ်ရဖြစ်တယ်လို့ MNDAA ကထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကြောင်မြောင်မြို့နယ်မှာစစ်ကောင်စီရဲ့တပ်မ33လက်အောက်ခံချင်းမြန်တပ်ရင်းခမရစစ်နစ်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်နေတဲ့အတွက်ပြူစောတိကျေးရွာတချို့ပါထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လတက်တရပတ်အတွင်းမှာစင်ကူးမြို့ကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မြို့ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ကြောင်မြောင်မြို့မှာရှိတဲ့ကြေးရွာများကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုပစ်ခတ်ရမှာပြူစောတိကြေးရွာတချို့မှာလက်နက်ကြီးကြီးတွေကြောက်ရောက်ပောက်ကွဲပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။မခောက်ပြူစောတိရွာဆိုရင်လေအော်ကမှားချလို့အဖိုးကြီးတွေအဖွားကြီးတွေအကုန်လုံးဒစစီကောက်လို့တော့မရဘူးလို့ပြောတယ်။ မခောက်ရွာကလည်းမနေကြတော့ဘူးအကုန်လုံးပြောင်းကုန်ကြတာတကြောလုံးပဲလို့ကြောင်ပြောင်းဒေသခံတအူးကပြောပြထားပါတယ်မခောက်ကျေးရွာဟာစစ်ကောင်စီလက်အောက်ခံပြူစောတိအင်အားကောင်းတဲ့ရွာတော်ရွာဖြစ်တော်လေတရွာလုံးရွှေ့ပြောင်းသွားကြတယ်လို့သိရပါတယ်ဒါအပြင်စစ်တပ်ရှိရာကြောင်ပြောင်းမြို့အပအဝင်နွေငိမ့်ရေတော်အဆရှိတဲ့ကျေးရွာ၄ရွာခန့်ကပါတိတ်ဆောင်နေရာကြောင်းဒေသခံတွေကပြောပါတယ်စင်ကူဘတ်ချမ်းကိုပြစ်တာတောတွေထဲမှာနေတယ်ဆိုပြီးတော့ပြစ်တာလက်နက်ကြီးအစတွေကအိမ်တွေပေါ်ကိုကြတာအိမ်တွေဆိုရင်တိမ့်တဲ့ကိုတုံနေတာပဲလို့ ကြောင်မြောင်မျိုးရေတော်ရွာကဒေသခံတအူကပြောပါတယ်ဇွန်လ20ရက်နေ့ကလည်းကြောင်မြောင်မျိုးကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာစင်ကူးမျိုးနဲ့လက်ပံလှရွာပြည်စိုးအောင်ရက်ွက်မှာလည်းကြားရောက်ပောက်ကွဲခဲ့သေးတယ်လို့သိရပါတယ်စင်ကူးမျိုးအပါအဝင်စင်ကူးနယ်မှာရှိတဲ့တပ်စခန်းများအားလုံးကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ပူးပေါင်းတပ်ဖွဲ့များကဇွန်လ18ရက်နေ့မှာအပိသက်သိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အတွင်းမှာတပ်စခန်းများနဲ့မြို့များကိုအေအေကသိမ်းပိုက်နေတဲ့အတွာစစ်ကောင်စီအုပ်ချုပ်ရေးရန်တရများပြိုလဲနေတဲ့အချိန်နန်းစီဒီယံဝန်ထမ်းများကိုစိတ်ဓာတ်တက်ကြွရေးနဲ့စွမ်းဆောင်ရည်မြင့်တင်နှမ်းများကိုစစ်ကောင်စီကပို့ချပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်အစင်စစ်ကောင်စီခေါင်းဆောင်များကကြံရှိနေသေးတဲ့နန်းစီဒီယံဝန်ထမ်းများကိုစွမ်းရည်မြင့်တင်နှမ်းပေးအပ်ခြင်းနဲ့စကားဝိုင်းပြုလုပ်ခြင်းတွေနဲ့ စီးရုံးနေတယ်လို့သိရပါဗျ။ရခိုင်ပြည်ငားလုံငန်းဦးစီးဌာနကဝန်ထမ်းများကိုစွမ်းဆောင်ရည်မြင့်တင်မှုတင်နန်းနဲ့စကားဝိုင်းကိုဇွန်လ22ရက်ကနေပြီးတော့30ရက်နေ့အထိစစ်တွေမြို့ပြည်နယ်ငားလုံငန်းဦးစီးဌာနရုံးမှာပြုလုပ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကတင်နန်းနဲ့စကားဝိုင်းပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ဟာလက်တလောဖြစ်ပေါ်နေတဲ့ဒေသမတည်ငြိမ်မှုများကာလအတွင်းဝန်ထမ်းများရဲ့စိတ်ဓာတ်များအဆင်တက်ကြွစွာတာဝန်ထမ်းဆောင်စေရန်ဖြစ်တယ်လို့ ရခိုင်နယ်လုံးဝင်ကြီးဘုံမူကြီးကျော်သူရကပြောဆိုခဲ့ပါတယ်စီရေးပြင်းထန်လာခြင်းနဲ့အတူအေအေရဲ့ တိုက်တွန်းနှိုးဆော်မှုများကြောင့်ရခိုင်ပြည်အတွင်းမှာစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့များကဝန်ထမ်းအများစုဟာအလုတ်ကနေနှုတ်ထွက်ပြီးတော့ဘေးလွတ်ရာကိုစစ်ဘေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။အေအေရဲ့ထိုးစစ်နဲ့တိမ်းပိုက်မှုများကြောင့်စစ်ကောင်စီရဲ့လုပ်ငန်းများမလည်ပတ်နိုင်သလိုဝန်ထမ်းများဟာလည်းဘေးလွတ်ရာကိုစစ်ရှောင်မှုများပြားနေခြင်းကြောင့်လည်းအုပ်ချုပ်မှုရန်တရာပြိုလဲနေတဲ့အတွက်ကြံရှိနေတဲ့ဝန်ထမ်းများကိုစွန့်ရည်မြင့်တင်တန်းများနဲ့စစ်ကောင်စီကစီးယုံနေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်မှာရှိနေတဲ့စစ်တွေမြို့ကန် ပညာရေးဝန်ထမ်းတအူးကဝန်ထမ်းတွေကတိုက်ပွဲကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိတယ်ဆိုပြီးတော့ပြည်내အစိုးရအဖွဲ့ကစွန့်ရည်မြင့်တင်တန်းတွေကိုဌာနလိုက်ပေးနေတာရှိတယ်စိတ်သက်တက်ကြွလာစေဖို့အတွက်ဝန်ထမ်းတွေအလုပ်ကောင်းကောင်းပြန်လုပ်နိုင်အောင်ပေါ့နော်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီထိမ့်ချုပ်ထားစေစစ်တွေကြောက်ဖြူအဲတောင်ကုတ်ဂွားနဲ့မန်အောင်ဒေသတို့မှာလည်း ဝန်ထမ်းများအလုပ်ပေါ်ကိုအာယုံစိုက်စီရန်နဲ့ဝန်ထမ်းများမနှုတ်ထွက်ရေးအတော့ပြည်내စစ်ကောင်စီကရရနီလန်းများနဲ့စီးယုံနေတယ်လို့သိရပါဗျ။ရခိုင်ပြည်အတွင်းမှာစစ်ကောင်စီနဲ့အေအေတို့ရဲ့တိုက်ပွဲဟာတဖြည်းဖြည်းကျယ်ပြန့်လာပြီးတော့ရခိုင်မြောက်ကနေတောင်ပိုင်းမြို့များအထိကိုရောက်ရှိနေကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့များကဒေသခံပြည်သူများအနေနဲ့ အချိန်မီကိုဘေးလို့ရာကိုတွားရောက်ခိုလုံကြရန်အေအေကအချိန်ချင်းအတိပေးတိုက်တွန်းထားတယ်လို့သိရပါတယ်။နန်စီဒီယန်ဝင်တဲ့တချို့နဲ့ဒေသခံပြည်သူများဟာမြို့ကနေစုတ်ခွာတင်းရှောင်လို့တော်လဲစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့တားဆီးပိတ်ပင်မှုနဲ့ချိန်ချောက်မှုတွေကိုခံနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ